ဒီဗီဒီယိုလေးကိုကြည့်နေတဲ့လူတွေအားလုံး Mave နဲ့တူတူကလောကိုတွားကြမယ်နော်ရန်ကုန်ကနေ17နာရီလောက်မှထွက်လာဆိုတော့ကလောမြို့တွေကိုည9နာရီခွဲလောက်မှရောက်ပါတယ်တနီကုန်ကားစီးလာရပေမဲ့လေဟိုတယ်ကိုရောက်တာနဲ့အရန်လှရရှုခင်းနေကြောင်းပင်မနေရတဲ့အောင်ပြောက်သွားတယ် နောက်နေ့မနေ့စောစောမေးဖနဲ့တူတူအိုးစီတောင်ကိုတိမ်ပင်လေကြည့်ဖို့အတွက်လိုက်ခဲ့ကြပါအောင်နော်မနက်၄နိုင်ထိုးပါလေဒီနေ့တော့တိမ်ပင်လေသွားမှာဖြစ်တဲ့အတွက်၄နိုင်လောက်ကြီးစောရီထားပါလေ ဟိုတယ်ကနေမနက်9:00နာရီခွဲလောက်ထွက်လာပြီးတော့အိုးစီတောင်ပေါ်ကိုတော့မနက်6:00နာရီလောက်ရောက်တယ်။ဒါပေမဲ့တောင်ပေါ်မှာတိမ်ပင်လည်းမတွေ့ရအောင်မြူရေအရမ်းများနေရဲ့ပြီးတော့နေမပွင့်ဘူးပေါ့နော်။အဲ့ဒါနဲ့ပဲပဲအချိန်တိမ်ပင်လေးပေါ်လာမလဲဆိုတာစောင့်ရင်းနဲ့ဓာတ်ပနတ်တဲ့တထောက်ထောက်နဲ့မော်ရီရှိုးပတ်လျှောက်ခဲ့ပါတယ်။ ိုအရှိမမြင်နေရတဲ့တောင်ချိတ်အစွန်းလေးပေါ်ကိုတက်ခဲ့တဲ့လူတွေရှိလားမိဖ်ကတော့တက်ခဲ့တယ်အဲတောင်ချိတ်အစွန်းလေးပေါ်ရင်မဟုတ်ဘူးအဲအစွန်းလေးကနေဟိုအောက်ကလေးကိုဆင်းပြီးတော့အောင်မှရှောက်ပြီးတော့သွားသေးတယ်မကြောက်မလန့်နော်အခုပြန်တွေးကြည့်ရင်တော့အရန်တဲရတယ်မိဖ်တို့မနက်9နာရီခွဲ10နာရီထိုးကန်နေလောက်အထိကိုတင်ပင်လေပေါ်လာမလားဆိုပြီးတော့စောင့်ခဲ့တယ် ဒါပေမဲ့တင်ပင်လည်းမပေါ်ပါဘူးမြူရီအရမ်းများနေပြီးတော့နေရလုံးဝအောင်မပွင့်တာတာနာမီမီလားနေတန်းနေတော့တင်ပင်လည်းကိုသွားကြည့်ဖို့ကြွယ်ရီစားလေးမရှိရင်လည်းအားမငယ်နဲ့နော်တောင်ပေါ်မှာတင်ပင်လည်းအတူကြည့်ပေးမယ်အောက်ဖူလေးမှာအများကြီးပဲဟုတ်ကဲ့ဟုတ်ကဲ့ လူတွေမချစ်လဲခယူမဆိုင်ပါဘူးဒီလိုအပြစ်ကင်းစင်တဲ့ပါပီလေးတိရစ္ဆာန်လေးကိုနားမှာရှိနေရောပြောနေတာသူတို့အစာကျွေးမယ်တို့နဲ့ဆော်မယ်သူတို့ပိုတိပိုတက်လုံးမယ်ဒီလိုဘွားလေးနဲ့ကိုချင်းနဲ့ပြီးပြောဖို့ကောင်းတယ်ဘယ်တော့ချစ်ဖို့ကောင်းလဲကြည့်ပါဦးတွေ့လိုက်လေဟဲ့ဩကျပါကြည့်ပါဘာပြည့်ကြလဲမတော့နေရပဲအဲ့ဒါစုပုပ်ကိုလေးနဲ့အဲ့ဒါမပိုင်းမစက်ရင်ဆက်အဲ့အဟိုအညူရဆက် ်ဘူးလားသူညောစာညောညောစာအဲ့သူကသူကသူကစာနေတာဒီနေ့ရောတိမ်ပင်လေးကနေပြန်มาတော့မယ်တင်ပင်လေးကိုလာပေမဲ့တင်ပင်လေးကိုမြင်လိုက်ရအောင်ပေါ့နော်။အခုလို့ဆိုမြူရီအရင်များနေရောပြီးတော့နေလည်းမပွင့်ဘူး။ Anyway, see you.